ဒီကစားကိုကြည့်ရှုအားပေးနေကြတဲ့အားသာဝနာရှင်ပရိသတ်များအားလုံးပဲမင်္ဂလာပါအဲကျွန်တော်ဒါမနေ့ညကပေါ့နော်ဒါ Super Sunday ပွဲစဉ်ဖြစ်တာ Premier League ပွဲတွေရှိပြန်ကစားခဲ့ကြပြီးတော့အဲ့ဒီတစ်ချိန်တည်းမှာပဲပေါ့နော်ကျွန်တော်ဒါ EFL Cup လို့ခေါ်ရတာ Carabao ဖလာဘောလုံးပွဲစဉ်အဖြစ်ဒါအင်္ဂလန်နိုင်ငံမှာရှိရတာ Wembley ကွင်းကြီးမှာဒါ Newcastle အတင်နဲ့ Arsenal Liverpool အတင်တို့ဒါရှိပြန်ကစားခဲ့ကြတယ်အဲ့ဒီပွဲစဉ်မှာကျွန်တော်ဒါ Arsenal Liverpool အတင်အနေနဲ့ Newcastle အတင်ကိုဘယ်လိုမှမရှင်းနိုင်ခဲ့ပဲပေါ့နော်ကျွန်တော်ဒါနှစ်ကိုတကိုဆိုတဲ့ရလတ်နဲ့ ဒါရှုံးနှင်းခဲ့ပြီးတော့ Newcastle အသင်းကဒါ champion ဖြစ်သွားခဲ့ရလဲဖြစ်တယ်အကျွန်တော်ဒါ Newcastle အသင်းတက္ကသိုလ်ကလော congratulation ပါပဲပေါ့နော်ပြီးလို့ရှိရင်ဒါ Newcastle အသင်းနေနဲ့ကျွန်တော်ဒါ1955ခုနှစ်ကနေစပြီးတော့အခုဒါ2025ခုနှစ်အထိ2.80တော့အတွင်းပါပေါ့နော်ဒါကျွန်တော်ဒါ ဒါပြည်တွင်းအမှတ်ပေးဖလားပေါ့နော်ဒါပြည်တွင်းအမှတ်ပေးဖလား FA Cup ဒါအခုဒါ EFL Cup လို့ခေါ်တဲ့ League Cup စတဲ့ဒါအမှတ်ပေးဖလားတွေကိုရယူနိုင်ခဲ့ခြင်းမရှိတာနှစ်ပေါင်း80ကျော်ကြာခဲ့ပြီးတော့မှဒါအခု2025ခုနှစ်ကြာမှာပေါ့နော်ဒါတချင်းပြန်လဲပိုဆွဲနိုင်ခဲ့ရလဲဖြစ်တယ်စဉ်းစားကြည့်နော်ဒါ1955ခုနှစ်ကနေစပြီးတော့2025ခုနှစ်ထိနှစ်ပေါင်း80ကျော်ကြာပြီးတော့မှဒါနောက်ထပ်တချင်းပြည်တွင်းဖလားကိုဒါ အောင်မြင်မှုရယူနိုင်ခဲ့တဲ့ဒါ Newcastle အသင်းကိုလည်းတကယ်ကို congratulation ပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။အဲကျွန်တော်ဒီပွဲစဉ်ကိုကြည့်ရမယ်ဆိုတော့ဖြစ်ပါတော့နော်။ဒါ Arsenal ရဲ့ Liverpool အသင်းနေနဲ့ကျွန်တော်ဒီဘက်ဒီရတဲ့တဲ့ဘက်အတော်အတွင်းမှာတော်တော်လေးအသင်းကကန်ဆိုးနေတယ်လို့ပဲဆိုရမလားမသိဘူးပါနော်။ကျွန်တော်ဒါပြီးခဲ့တဲ့ဒါဂျပန်အတွင်းကပဲဒါ Europa Champions League ပြိုင်ပွဲကနေပြီးထွက်ခဲ့ရတယ်။အဲဒါကလည်းကိုယ့်ရဲ့အင်ခွင် Anfield ကမှဒါ PSG အသင်းကိုဒါပနတီအဆုံးဖြတ်မှာရှုံးနေခဲ့ပြီးတော့ဒါ Europa Champions League ပြိုင်ပွဲကြီးကနေထွက်ခဲ့ရတယ်။ဟဲအခုတကြိမ်မှလည်းတိတ်တော်မကြသေးဘူးပေါ့နော်။ဒါ EFL Cup ဒါဘောလုံးပွဲမှာဒါရှုံးနေခဲ့တယ်။အဘောဆိုကျွန်တော်တုံတုံပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ Arne Slot ရဲ့ Liverpool အသင်းရပေါ့နော်။ဒါ Jurgen Klopp လက်ထက်ကနေစပြီးတော့ဒီ Wembley ကိုရောက်ပြီဆိုလို့ရှိရင်တုံတုံရှုံးနေရှုံးတာမရှိဘူး။ဒါအမြဲတမ်းအနိုင်ရရှိလေးရှိတယ်ပြီးလို့ရှိရင်ဒီ EFL Cup မှာလည်း Liverpool အသင်းရဲ့ဒါလက်ရှိ Champion လက်ရှိချန်ပီယံလီဗာပူးအသင်းနေတဲ့အတိုင်းလူကာဆက်အသင်းရှုံးနေခဲ့ပြီးတော့ဒါဘလို့မှမရှင်နိုင်ခဲ့ဘူးနော်ဒါရှုံးနေခဲ့ပြီးတော့ချန်ပီယံစုကိုဒါလွှဲပြောင်းပေးလိုက်ရပြီလည်းဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ပါဘောနော်ဒါတပွဲလုံးအနေထားကိုကြည့်ရမယ်ဆိုလို့ရှိရင်ဒါဘလို့ပြောမယ်လီဗာပူးအသင်းနေတဲ့ဒါညူကာဆက်အသင်းကိုတော်တော်လေးကိုပါမရှင်နိုင်ခဲ့ဘူးလို့ပဲကျွန်တော်ဆိုရမှာဖြစ်တယ်အပလူရှင်ပေါ်ကျွန်တော်ဒါနီးပြအက်ဒီဟောင်းရဲ့ဒါညူကာဆက်အသင်းနေနဲ့ဒီပွဲစဉ်အတွက်ပေါ့နော်ဒါတေးချာချာလေးကိုဒါနီးစနစ်ကြကြနဲ့တေးချာချာကိုအာယုံဆူဆိုင် င်မှုအပြည့်နဲ့ဒါပြင်ဆင်လာခဲ့တဲ့နေသားမျိုးမှလည်းရှိတယ်။ကျွန်တော်အမြင်မှတော့ဒါအိတ်ပွဲကိုကျွန်တော်တောက်လျှောက်ကြည့်နေတဲ့အချိန်မှာဒါပွဲအစမိနစ်30လောက်ထိပဲဒါ ဘယ်လိုပြောမလဲလီဗာပူးအသင်းအနေနဲ့ဒါအဆင်ပြေခဲ့တယ်ဆိုတော့အနေထားမျိုးမှာရှိခဲ့ပြီးတော့အဲ့ဒီနောက်ပိုင်းမှာတော့ all about Newcastle ပဲ Newcastle အသင်းကပဲလုံးဝပွဲကို dominate လုပ်ပြီးတော့ကစားသွားခဲ့တာဖြစ်ပြီးတော့လီဗာပူးအသင်းအနေနဲ့ပေါ့ကျွန်တော်တို့ဒါအာပထမပိုင်းလောက်မှာပထမပိုင်းပွဲချိန်ပွဲကစားချိန်ပထမပိုင်းအတွင်းမှာဒါ Newcastle အသင်းရဲ့ဒါဘယ်လိုပြောမလဲ area တဲဟုတ်တာ area box တဲဟုတ်တာရောက်တော့မရောက်လိုက်ဘူးလို့ကျွန်တော်အနေနဲ့ ထင်မိတယ်ဗောနော်ကျွန်တော်ဒါဓာတ်လျှောက်ကြည့်နေတာမှာတိတ်တောင်ဘာမှထွေထူးမလုံနိုင်နိုင်ဘူးလို့ထင်တယ်အဲအားကြောင့်မလဲလားမသိဘူးဗောနော်ဒါပွဲမိနစ်60လောက်ကစားပြီးတဲ့မိနစ်60နဲ့ဒါအချိန်ပိုကစားပြီးတဲ့အချိန်မှာမှဒါလီဗာပူးအစ်စ်မှာ total shot on target ကနှလုံးမရခဲ့တယ်ဗောနော်ဒါအဲဒီထိုင်တကူရရှိခဲ့တယ်အဲတစ်ဖက်ကဒါအေဒီဟောင်းရဲ့နီးပြအေဒီဟောင်းရဲ့နျူကာဆယ်အသင်းနေနဲ့ဒါပွဲတစ်ပွဲလုံးမှာ shot on target 6လုံးအထိရရှိခဲ့ပြီးတော့အဲကနေပြီးတော့ဗောနော်ဒါအနိုင်ကို2ဂိုးကိုရယူသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ် အဲ့တော့ဒါလီဗာပူးအသင်းမှာဆိုလည်းဒါအဓိကကစားသမားတွေအားလုံးနဲ့ပေါ့နော်ဒါပွဲထွက်လာခဲ့ပြီးတော့ဒါမိုဆာလက်လူးဝစ်ဒီရဲ့ဂက်ပိုဆိုင်ဒီကစားသမားတွေလည်းဘယ်လိုပြဘာဆိုဘာမှအောင်လှုပ်လို့မရဘူးနော်ဒီကစားသမားတွေလုံးဝနျူကာဆယ်အသင်းကကောင်းကောင်းမွန်ထိန်းချုပ်ထားခဲ့တယ်အပလီရှင်ကျွန်တော်ဒါအဲ နျူကာဆယ်အသင်းအတွက်ပေါ့နော်ဒါပထမဦးဆုံးသောဂိုးကိုလည်းကျွန်တော်ဒါလောလောလတ်လတ်ပေါ့နော်ဒါအင်္ဂလန်အသင်းရဲ့လူစင်းမှာရွေးချယ်ခံထားရတဲ့အသက်32နှစ်အရွယ်ရှိပြီဖြစ်တဲ့ဒါနောက်ခံကစားသမားဒန်ဘန်းပေါ့နော်ဒါဒီကစားသမားကလည်းပထမပိုင်း ပွဲပြီးခင်ဒီမှာတွင်းလာတယ်အဲ့ဒီအရာကပေါ့နော်ဒါလုံးဝ gain ရဲ့အပြောင်းအလဲကိုဖြစ်သွားစေခဲ့ပြီးတော့ဒါဒုတိယပိုင်းပြန်ဆိုင်အချိန်မှာလုံးဝ Newcastle ကပဲအသာစီးနဲ့ကစားသွားခဲ့တာလည်းဖြစ်တယ်အကယ်၍သာအဲ့ဒီဂိုးသာမပြီးခဲ့ရဘူးဆိုလို့ရှိရင်ဒါပွဲကဘာမှဆိုဖြစ်သွားနိုင်ဘူးဆိုတော့ဒါပထမပိုင်းမှာဂိုးမရှိသေးရင်လည်းဒါပြီးသွားခဲ့မယ်ဆိုလို့ရှိရင်လေပြော Newcastle အသင်းနေနဲ့လေသူတို့ဂိုးရဖို့တော့ကြိုးပမ်းရအောင်မယ်တစ်ဖက်က Liverpool အသင်းနေနဲ့သူဒါဂိုး ရဖို့တစ်ထပ်ကြိုးကြိုးစားရမှာဖြစ်တဲ့အတွက်ဒါနီးစနစ်တရားတူတော့ဟိုဘယ်လိုပြောမလဲအတကင်ဖွင့်ကစားနေထိုင်မျိုးမှာရှိဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒါပထမပိုင်းပြီးကန်နီးလေးမှာနျူကာဆယ်အတင်းကိုးရသွားပြီးဖြစ်တာဖြစ်တဲ့အတွက်ဒါအက်ဒီဟောင်းရဲ့နျူကာဆယ်အတင်းကဘယ်လိုပြောမလဲ defensive setup ကိုဒါပြန်လဲဖွဲ့စည်းပြီးတော့ဒါဒုတိယပိုင်းမှာကစားခဲ့တာလည်းဖြစ်တယ်ဒုတိယပိုင်းပြန်ဆားတဲ့အချိန်မှာဒါလီဗာပူးကပွဲကိုပြန်ပြီးဆိုးမှုနိုင်ဖို့အတွက်အဲ စ조사ခဲ့ပင်မဲ့လဲပေါ့နော်ကျွန်တော်ဒါဘယ်လိုပြောညူကာဆယ်အတင်းဝေါ်ဘရိတ်ကတော်တော်လေးကိုကောင်းတယ်ပြီးလို့ရှိရင်ကစားသမားတွေရေလုံးဝအင်တိုက်အားတိုင်းနေရောလုံးဝစိတ်ဓာတ်အပြည့်နေဗျာဒါအဲ့ဒီကစားသမားတွေရဲ့ဒါစိတ်ဓာတ်က တေချာတာတော့ဒါလီဗာပူးအသင်းထက်အများကြီးပူတာခဲ့တယ်အဲ့ဒါတော်တော်လေးကိုတိတာခဲ့တယ်အဲ့ဒီကစားသမားတွေကလောကမလျှော့တဲ့ဇွဲနဲ့ပေါ့နော်လောကစိတ်တက်အပြည့်နဲ့ကစားခဲ့တာဒီပွဲအပြောင်းအလဲကိုအများကြီးဖြစ်သွားခဲ့တယ်လို့လည်းကျွန်တော်နေနဲ့ထင်မြင်သုံးသပ်မိတယ်အဲ့ပြလို့ရှိရင်ကျွန်တော်တို့ဒါအဲ့လီဗာပူးအသင်းကဒါတိုက်စစ်ဆင်တိုက်စစ်ဆင်တဲ့ဟာကိုနျူကာဆယ်တင်ရလုံးဝကြမ်းကြမ်းခံရင်ဆိုင်ရင်းပေါ့နော်လုံးဝတစ်ချက်တစ်ချက်လွတ်ထွက်သွားတဲ့ကောင်တာအတက်တွေကနေပြီးတော့ပြိုင်ပြီးတော့လီဗာပူးအသင်းဒုက္ခပေးတယ် ဲ့ဒီကနေပြီးဘယ်ပေါ့နော်ကျွန်တော်ဒါမိနစ်90ဝင်းကျင်လောက်မှာဒါအလက်ဇန်ဒရာအီဆက်ကတာသွင်းကိုတကူရယူနိုင်ခဲ့ပြီမဲ့ဒါဘရူနိုဂူမာရက်စ်ကဘယ်လိုပြောမလဲဂိုဓမားကိုနှောက်ရက်တဲ့အနေအထားမျိုးမှာရှိခဲ့တာလို့ဆိုပြီးတော့ပေါ့နော်ဒါ VAR ကဒါတကူကိုခွင့်မပြုပဲဒနိုင်းလုပ်ခဲ့တယ်တိတ်မကြပါဘူးဗျာအဲအန်ဒီပြတိတ်တော့မကြလိုက်ဘူးအဘယ်လိုပြောမလဲလီဘရာမန်ဒိုကဖျက်တင်ပြီးတဲ့ဘောလုံးကိုပဲဒါအဂျက်ကော့မာဖီးယားခေါင်းတိုက်ချပြီးတဲ့ချပြီးတဲ့ဘောလုံးကိုပဲ လုံးဝ world class အဆင့်ရှိတယ်ဆိုတော့ striker ဆိုတော့ဘာလဲဆိုတော့နောက်ထပ်တစ်ချိန် Alexander Isak ကလုံးဝပိတ်သွင်းယူပြီးတော့ဒါနောက်ထပ်တစ်ချိန်တက်တည်ပြနိုင်ခဲ့ပြီးတော့အဲ့မှာလုံးဝ2 nil ဖြစ်သွားပြီ2 2 nil ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာပွဲကတော်တော်လေးကိုပြောင်းလဲသွားခဲ့ပြီဘာလို့ဆိုတော့ဒီ နှစ်ကိုကုမရှိဆိုရရလန်နဲ့ဥဆောင်ထားတဲ့ပြီးရနောက်ပိုင်းမှာလီပါပူးအတက်ကင်လုတ်တယ်အဲ့ဒီမှာတော့ဒူစားလက်မှုတွေတောက်လျှောက်လုတ်တယ်အဲ့ဒီမှာကော်တီကပ်ဘိုးတို့အာကာတစ်ဂျုံးဆိုပြီးဟာဟာဗီအီလီယော့ပြီးရင်အာဒါဝင်နူးနက်ပြီးလို့ရှင်ဒါခီးဇာဆိုင်ဒီကစားသမားတွေကိုတိုက်စစ်ကစားသမားအကုန်ထည့်ပြီးတော့သူတိုက်စစ်ကိုမြင့်ကိုကျိုးစားတယ်အဲ့ဒီမှာနျူကာဆယ်အသင်းကလေတနည်းအားကိုပေါ့နော်ဒါလီပါပူးအသင်းရဲ့တိုက်စစ်လမ်းကြောင်းတွေကိုတနည်းအားမှာနှင်းအောင်နှင်းအောင်နှင်းအောင်စီထားပြီးတော့လုံးဝလုံးဝ defensive setup အမြဲကောင်းနေဗျာဒီ Newcastle ရဲ့ defensive setup ဘလောက်ကောင်းလဲဆိုရင်ကျွန်တော်တို့ဒါအရှိပွဲစဉ်တွေမှာဒါ Arsenal အသင်းတို့လုံးဝ Arsenal အသင်းဆိုလုံးဝနှစ်ကြော့ဗျာဒီ EFL ကတ်မှာပဲနှစ်ကြော့ကစားပြသွားတာလုံးဝဘာဆို Arsenal အသင်းဘာဆိုဘာမှမလုံးနိုင်နိုင်လုံးမလုံးနိုင်ခဲ့ဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်အောင်အခုဒီ Liverpool ကိုလည်းအဲ့လိုမျိုးအခြေအနေရောက်သွားအောင် Newcastle ခန်းစစ်ကတော်တော်လေးကိုဒါကြစ်လက်ခဲ့တယ်အဲ့ကြောင့် ဘယ်လိုပြောမလဲကျွန်တော်ဒါမိနစ်80နောက်ပိုင်းမှာလီဘာပူးတင်းဘောလုံးအတာစီဘောလုံးကင်ထားတာပဲရှိရဗျာထီထီရောက်တိုက်စစ်ဆင်မှုဒီဘာမှမလုပ်နိုင်ဘူးတတော်လေးကိုဒါနျူကာဆယ်ရဲ့ဒါ defensive setup ကိုတော်တော်လေး credit ပေးဖို့လိုအပ်တယ်အပလီရှင်ကျွန်တော်ဒါဘယ်လိုပြောမလဲအာဘယ်လိုနျူကာဆယ်ရဲ့ကောက်နာ attack တွေကလည်းတတော်လေးကိုကြောက်ဖို့ကောနော်ဒါလီဘာပူးတင်းကဒါတိုက်စစ်ဆင်မှုကြိုးစားနေတဲ့လွတ်ထွက်သွားတဲ့ဘောလုံးတွေကိုဒါကောက်နာ attacking down shot စ조사ခဲ့မယ်သူတို့ဒါ finishing ဘိုင်းမှာအားနည်းချက်တွေရှိနေလို့ဒါ2ခု3ခုအား2ခုထပ်ပို့ပြီးတော့ဂိုးရင်မသွင်းနိုင်လိုက်တာမဟုတ်ရှင်ဒါ3ခု4ခုဒီဖြစ်သွားနိုင်တဲ့အခွင့်အရေးအများကြီးရှိခဲ့ပေါ့နော် evolution ကျောင်းဒါ minute 90လောက်ကြာတော့မှပဲဒါ liverpool အသင်းနေတာဂိုးတကူရခဲ့တယ်အဲ့ဒါကတော့ကျောင်းဒါဒုတိယပိုင်းမှာ minute 80လောက်မှလူစားဝင်လာခဲ့တယ်ဒါ ferretti ကို kieza ဒီကစားသမားကဒါလူကျွန်ထောင်ယောက်ကိုဒါ လွတ်လွတ်ကျွတ်ကျွတ်လေးပေါ့နော်လှလှပပလေးဒါလုံအောင်ကစားသွားပြီးတော့ဒါ1 by 1 goal မှာလည်း1 by 1 saturation ကနေပြီးဂိုးရအောင်တွင်းယူသွားနိုင်ခဲ့တယ်။အဲကျွန်တော်အနေနဲ့ပေါ့နော်ဘာလို့လဲတော့မသိဘူးဒါနီးပြအာနီစလော့အနေနဲ့ဒါဒါဝင်နူးနက်တို့တခြားကစားသမားတွေထပ်စားလို့ရှိရင်ဒီခီးစားကိုပို့ပြီးတော့ပွဲထွက်ခွင့်ပေးသင့်တယ်လို့ကျွန်တော်အနေနဲ့ထင်မိတယ်။ဘာလို့လဲဆိုတော့ဒီကစားသမားဂိုးလက်ရှိရပေါ့နော်ဒါဂျူဝင်တက်စ်မာတွေကသူကအမြဲတမ်းဂိုးတွင်းယူပေးလေး ပေးထားရှိတယ်။ဒဏ်ရာပြဿနာအကြောင်းလားဗောနော်။ဒါပွဲကစားချိန်နေခဲ့ပေမဲ့ဒီကစားလုံးမှာဂိုးလက်အများကြီးရှိတယ်ဗောနော်။အဲ့ဒီနေရာမှာဒါသူ့နေရာမှာဒီခီးစားမဟုတ်ဘဲနဲ့ဒါဝင်နူးနဲ့သာဆိုရင်ဂိုးချမှာဂိုးမှာဘာလို့ဆိုဘယ်နယ်လဲကန်ရတာဖြစ်တဲ့အတွက်ဗောနော်။ဒါဂိုးချမှာဂိုးမှာဒါပေမဲ့ဒီကစားလုံးမှာဂိုးမရရအောင်အတွင်းယူသွားခဲ့ပြီးတော့အဲ့မှာနှစ်ဂိုးတစ်ဂိုးနဲ့ဒါလီဘာပူးတင်ရထားထပ်ပြီးတော့စူးစမ်းဖို့လုပ်ပြင်မယ်လေဗာဘာဆိုဘာမှမတက်နိုင်ခဲ့ဘူးနော်။ဘာလို့ဆိုတော့ဒီ Newcastle အတင်းရဲ့ခန်းစစ်ဆက်တက်ကလည်းအရန်ကိုကောင်းတာဖြစ်တဲ့အတွက် ဒါအဲ့ဒါနဲ့ပဲပွဲပြီးသွားခဲ့ပြီးတော့ Newcastle တင်ရနှစ်ကိုးတကိုးဆိုတဲ့ရလက်နဲ့အနိုင်ရရှိပြီးတော့ဒီ Carabao Cup မှာဒါ Champion ဖြစ်သွားခဲ့တာလည်းဖြစ်တယ်နော်ဒါကနှစ်ပေါင်း80ပြီးတော့မှဒါပထမဆုံးအကျင့်ပြန်ပြီးတော့ပြည်တွင်းဖလားအောင်မြင်မှုရယူနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဆိုတော့ဒါ Newcastle အသင်းကိုလည်း congratulation ပါဒါ Arnest Law ရဲ့ Liverpool အသင်းအနေနဲ့ပေါ့နော်ဒီနောက်ပိုင်းမှာဒါ ။နောက်ပရီးမီးယားလိမာသူကအဆင်ပြေတယ်။ပရီးမီးယားလိကဒါသူတို့အတွက်ပဲတည်ကြပါပြီ။ဒါပေမဲ့တခြားပြိုင်ပွဲတွေမှာဒါဘယ်လိုပြောမလဲ squad rotation အားနည်းလာတယ်လို့ပဲဆိုရမှာကစားသမားတွေနဲ့ပင်ပန်းလာတဲ့ပုံစံမျိုးမှာဒါအဒီထားမျိုးမှာရှိရပါဆိုတော့ကျွန်တော်ဒါဂျာရဲ့မှာလိုက်တာဆောက်တန်တန်အတင်းဆိုလဲသူမနေကန်ခဲ့ရတော့ဘောနော်အဲ့လိုမျိုးပြီးလို့ရှိရင်ဒါ PSG ကိုလည်းပြုတ်သွားတယ်ဆိုတော့ဒါလီဗာပူးအသင်းတွေနဲ့ဒါ squad rotation တွေများများလုပ်ဖို့လိုအပ်လာပြီးတော့ကျွန်တော်အနေနဲ့ team သုံးသပ်မိပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဘာမှ ကစားစရာတိတ်မရှိတော့ဘူးနော်ဒါပရီးမီးယားလိတစ်ခုပဲကျန်တော့ဆိုတော့ပြီးတော့သူတို့အသင်းအနေနဲ့လည်းဒါပရီးမီးယားလိတေချာဖို့ရမှာဖြစ်တဲ့အတွက်ဘာဖြစ်ပြောတာနျူကာဆယ်အသင်းအတွက်ကတော့တကယ်ကို congratulation ပါလို့ပဲပြောရင်းနဲ့ဒါပရိသတ်တွေအမြင်အောင်ပလေးရှိခဲ့ကြတဲ့ comment box မှာဝင်အောင်ဆွေးနွေးပြတော့မြေတိုက်ရက်ခံရင်းနဲ့ပဲနောက်ထပ် video တွေမှာပြန်ဆွေးနွေးကြပါစို့ခင်ဗျာ